နမောအတ္တဗုဒ္ဓောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗုဒ္ဓောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗုဒ္ဓောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တရေတန္တဂန္ဓာစိတ်တံဒိသရဏတရဏဧတလောကံတေဝဘုမာဘုမာသတိဝါကုဏကန္နာကန္နာပြဝတ္တသဗ္ဗကာလဣတိအာယံတုတေဝ ဝရကဏဓမ္မယေမေရုယာဇေဝတံတောသံတောတံတောသယိတောမုန်ဒီဝရဝဇဏံသောတုံမေကံတမေကာသာဘိတုသစ္ကဝါလိတုယေကာတိဝါဇမေမလောယံမိကတံပုံညံသဗ္ဗတံပတိတတကံယံတုံမေဟိကတံပုံညံသဗ္ဗတံပတိတတကံ ပါပိတံလူမောဒိဋ္ဌာသမိကသတ္တနိရတာပမတာရာဟိတာဝန္တုအရခသုဝိသေတောသာသနာသသလောကသဝုဒိဘဝတုသဗ္ဗတာသာသနံပိသလောကိသာနေဝရကံတုသဗ္ဗတာသတိဝန္တုသုခိသဗ္ဗေပရိဝါရိအတ္တနောအနိကသမနာဝန္တုသာသဗ္ဗေညာတိပိ ရာဇတော်ဝါသောရတော်ဝါမနုဿတော်ဝါမနုဿတော်ဝါအိဂိတော်ဝါဥဒကတော်ဝါဣဒ္ဓဇတော်ဝါကလုကတော်ဝါကန္တကတော်ဝါနေခတတော်ဝါဇနပတရောဂတော်ဝါအာသန္တမတော်ဝါအာသန္တိတိတော်ဝါအာသပုရိသတော်ဝါ သာနာတိအတ္တမိကဂောဏဂௌရာဣဝိသိကမဏိတ္တပတိပိအေဇာတရိဇာသုကရမဟိန္ဒယကရကတတိနာနာဘယသောဝါနာနာရောဂသောဝါနာနာဥပဒဝါသောဝါအရကကနန္တုမင်္ဂလသုတ်ဘုရားတော်မြတ်ကိုနာယူမတ္တာကြောင့်ဖြစ်ပါတယ် မင်္ဂလံဆိုတာမင်္ဂလံပါပါလုံနာသည်စေနေပြီမင်္ဂလံတဲ့မကောင်းသောအကုသိုလ်တွေကိုတမ်းမြတ်ပိတ်ပင်ဖြစ်စည်းပြီးတော့ကောင်းကျိုးတွေကိုဖြစ်တွန်းတာမင်္ဂလံလို့ခေါ်တယ်ပရိတရားဆိုပြန်တော့ပရိသမန္တတော့ဗယံတရတိရခတိတိပရိဏံကြောက်ရွံ့ဆဲကြောက်ကြံပြီးတော့ဘိဗံအန္တရယံဇွဲမန္တမြဒေဝတမ်းမြတ်ပိတ်ပင်ပြီးတော့ ကောင်းကျိုးချမ်းသာတွေကိုဖြစ်ထွန်းစေတဲ့အတွက်တန်ကြောင့်ပရိတရားလို့ခေါ်တယ်။ဒါကြောင့်မို့လို့မြတ်စွာဘုရားကအမင်္ဂလသုတ်တန်ကိုစပြီးတော့လူနဲ့ဗြဟ္မာတတ္တဝါတို့ကောင်းကျိုးတွေဖြစ်ရန်အတွက်ရည်ရွယ်ကဖြင့်မိန့်တော်မူခဲ့သောမင်္ဂလသုတ်တန်လျာတော်။ယမင်္ဂလဒွဋ္ဌတ္တယိသိဉ္ဇခြင်းတုတ္တေဝကဘောဓနာနာတိကိသံတိထာတိသင်္ဇမင်္ဂလံ။ ေတိတံဒီဝဒီဝိနသဗ္ဗပပဝိနသနံသဗ္ဗလောကဣတတယမင်္ဂလံတမနာမဟိဧဝမေသုတံဤကံသမယံဘဂဝါသာဝတိယံဝိဟရတိစေတဝတိအနတ္တပိဏိကသအာရမေသာဂောအညတရာဒေဝတာအဘိကန္နာယရတိယဘိကန္နဝနံဧဝလကပ္ပံစေတဝနံဩပပိတ္တဝါ ယေနဘဂဝါတေနုပသင်္ဂမိဥပသင်္ဂမိတ်ွာဘဂဝန္တံမိဝါဒိဋ္ဌွာဧကမန္တံအထာတိဧကမန္တံသီတခောသာတိဝတဘဂဝန္တံဂါထာယပစ္စမာတိဘုဒ္ဓေဝမနုဿာမင်္ဂလံနိအစိန္ဒယောအာကိင္ကမနံသောတဏံဒီမင်္ဂလမုဒ္ဓမံ အသေဝနသဗာလနံပန္တိတာနိသဒေဝနာဥဇာဇံပူဇာနေယနာဣဒံမင်္ဂလမုဒ္ဓမာတံပတိရူပဒေသဝါသောဇပုပ္ပိသကတပုံညတံအတ္တသမပဏိတိသဣဒံမင်္ဂလမုဒ္ဓမာဘောဓသစ္စာသတိသဝိနယောဇပုသိကိတောဥပါတိတာဇာယဝါဇာဣဒံမင်္ဂလမုဒ္ဓမာ မာတာမိတုဥပါဒါနံဗုဒ္ဓဓာရတံသင်္ဂဟောအနာကုလဇာကမန္တဣဒံမင်္ဂလမုဒ္ဓမံဒါနိသဓမ္မစရိယာသညာတကနိသသင်္ဂဟောအနဝိဇ္ဇာနိကမ္မန္တိဣဒံမင်္ဂလမုဒ္ဓမံအာရတိဝိရတိပါပာမိသပါဏာသသံယမောအပမဒောဇာတံမိတုဣဒံမင်္ဂလမုဒ္ဓမံ ကာရဝောဇဒီဝါဒောဇသံတို့ဒီသကတိညုတာကာလီနဓမ္မသဝနာဣဒံမင်္ဂလမုဒ္ဓမခန္ဒီဇသောဝဇသတ္တတမနာနိဇတတနံကာလီနဓမ္မတာကိဇာဣဒံမင်္ဂလမုဒ္ဓမဓမ္မောဇဗျမစရိယိဇအရိယသစ္စာနတတနံနိဗ္ဗာန်သစ္စိကရိယာဇဣဒံမင်္ဂလမုဒ္ဓမ ုဒ္သာလောကဓမ္မိသိတံယတနကမတိအာသောကံဝိရဇံခိမံဣဒမင်္ဂလမုဒ္ဓမံဣဒာတိသာနိကတ္တနာသဗ္ဗတမဘာရာဇိတာသဗ္ဗတသောတိကိစ္ဆန္တိတန္တိသမင်္ဂလမုဒ္ဓမံဣမိနပရိဒ္ဓဓမ္မနုဘာဝိနသောတုတိဟောတုသဗ္ဗတဣမိနပရိဒ္ဓဓမ္မနုဘာဝိနသမြတ်စွာဘုရားရှင်သည်သတ္တတယောက်လာရောက်ဆောင်းထားလို့ မင်္ဂလာတရားတော်မြတ်ကို38ပြန်မင်္ဂလာတရားတော်မြတ်ကိုဟောတော်မူခဲ့သည်ညသားတယောက်ကမြတ်စွာဘုရားတပည့်တော်တို့သည် မင်္ဂလာတရားတော်မြတ်ကိုခြားဝေလာပြန်လာခဲ့တာလူဒီညတိကန္နပါသူရာတို့ကို72နှစ်ကြာခဲ့ပါလိမ့်ပြီသိရှိနားလည်းကမရှိပါမြတ်စွာဘုရားမင်္ဂလာတရားတော်မြတ်ကိုဟောတော်မူပါလို့ညတကောင်ရန်ကာလကိုရန်ကိုဝါတောက်ပါသွားပြီဇေရဝံကြောင့်တခုလုံးထွန်းလင်းစေကား မြတ်စွာဘုရားရှင်အားလာရောက်ပြီးဆောင်ထားခြင်းကြောင့်မြတ်စွာဘုရားကအာသီဝရသဗာရဏစရှိသော38ပြာမင်္ဂလာတရားတော်မြတ်ကိုဟောတော်မူခဲ့လေသည်။ဤမင်္ဂလာတရားတော်မြတ်ကို၌ယူမသားကြခြင်းကြောင့်လူမိတ်တို့ကမိမိတို့ကိုလာပြီးတော့ပေါင်းသိင်ခွင့်မရ။ပညာရှိသောပုဂ္ဂိုလ်တို့ကိုမြင့်မြတ်ရှိကဉာဏ်ချင်းကိုယ်တော်ကောင်းမှုတရားနှင့်ပြည့်ဝနိုင်ခြင်း မြင့်မြတ်ပြမိမိတို့ကိုလောကီလောကုံကကောင်းကျိုးလေးကိုညွှန်ပြနိုင်သောပုဂ္ဂိုလ်များနဲ့ပြည့်စုံနိုင်စေသာကြည်သောသံသာခြင်းငြိမ်းခံစားနိုင်ကြပါစေကုန်သတည်း